တမရချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ23ရက်10လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးတပုံးအနေနဲ့လက်ပံလလက်ပံလအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်မှပြောပြမယ်အဲ့တော့လက်ပံလအဖြစ်အပျက်ကိုဒါကျွန်တော်မြတ်ပြည်သူတွေမြင်နေတွေ့လေမြင်ပြီးတော့ပါတယ်မြင်ပြီးတော့ပါပြီအဲ့တော့သူတို့ဒီနေ့ဟိုလုပ်တယ်ပေါ့ဗျာနော် NUG ကနေပြီးတော့ NUG နဲ့အပေါင်းပါမီဒီယာတိုက်ခတ်နေပြီးတော့သတင်းထုတ်ပြန်တယ်သူတို့ရဲ့သတင်းလေးကိုကျွန်တော်အရင်မှပြောပြမယ်ညီပြင်းနဲ့သူတို့ လေလိုင်းနဲ့ဘလောက်ကွယ်လွယ်မှုရှိတယ်ဆိုတာကိုမြင်တောင်လို့ပါနော်တို့ရဲ့ကြင်ညာချက်ထဲမှာတော့ဒီလက်ဒီဟိုပါပေါ့ဒီလက်ပါလာဖြစ်စင်နဲ့ပတ်သက်ပြီးတော့ဒါမန်ပီဒီအက်ဒီအနေနဲ့နော်ဒီလိုမျိုးမလုံတင်ဘူးပေါ့နော်ဒီလိုမျိုးဖြစ်စင်မျိုးနောက်နောက်မဖြစ်အောင်နော်ပါဝင်တဲ့လူတွေကိုထိရောက်ဆိုအေးအေးယူသွားမယ်ထိရောက်ဆိုအေးအေးယူမယ်ဆိုပြီးတော့ကျတော့ကြင်ညာတယ်ပြီးလို့ရှိရင်ဒီပြည်သူကမုံလို့ရှိရင်ပီဒီအက်ကြာရှုံးနေပေါ့နော်သူတို့စောက်ကြီးတွေပြောတယ်နော်စောက်ကြီးတွေပြောတယ်နော် အမေရိကန်မြေပြင်မှာရေးယူခံရတာကအဲ့အမျိုးသမီးလေးပါเนาะအမျိုးသမီးအဲ့ကျွန်တော်ဒီလူစုလူဝေးထဲမှာကျွန်တော်မြတ်ပြည်သူတွေဗီဒီယိုဖိုင်တော့မြင်ပြီးတော့ပါပြီเนาะလူစုလူဝေးထဲမှာပါသွားတဲ့ဒီမျက်မှန်နဲ့အမျိုးသမီးတယောက်ဒါမန်ပီရီယာရဲ့เนาะခေါင်းဆောင်ဆိုတဲ့ကောင်ကဟိုဆွဲလိုက်ရန်လာလှုပ်ပြီးတော့မရင်းချင်းမကြံတဲ့ကောင်เนาะအဲ့ကောင်ဟိုလာလှုပ်တယ်ပေါ့ဗျာเนาะဆွဲလိုက်ရန်လာလှုပ်တဲ့အမျိုးသမီးအဲ့အမျိုးသမီးကိုဒီ7ရက်နေ့ညနေမှာเนาะ7ရက်နေ့ညနေမှာသူတို့စကန်းကို အဲ့ဒီအမရဖန်စီခေါ်ဆောင်သွားတယ်ဖန်စီခေါ်ဆောင်သွားတယ်အဲ့တော့ဒီနေ့ဒီချိန်အထိအဆက်တွေလုံးဝပြတ်တောက်နေတယ်လို့ပြောတယ်အဆက်တွေလုံးဝပြတ်တောက်နေတယ်သူ့မိသားစုအိမ်ကိုလည်းဒါကြမ်းဘက် PDF တွေအနေနဲ့စောင့်ကြည့်ခြင်းတွေလုပ်နေတယ်ဒါပြီးလို့ရှိရင်ဒီသူတို့ရဲ့ပြောတဲ့စကားအတိုင်းအိမ်ကိုပါမိရှို့မယ်ဆိုတော့အုံနှုံးတွေပါတွေးထားတာဖြစ်တဲ့အတွက်အိမ်ကတော့ သိကြပါတယ်မိရှုခံမှုများတယ်နော်မိရှုခံမှုများတယ်ဒါပေမဲ့အဲ့အမျိုးသမီးကိုတော့သူတို့ခေါ်ဆောင်သွားပြီးတော့ခုချိန်ဒီအဆက်အသွယ်တွေပြတ်တောက်မှုပြုလုပ်ထားတယ်လို့ပြောတယ်နော်ဖြတ်တောက်မှုတွေပြုလုပ်ထားတယ်အဆက်အသွယ်လုံးဝပြတ်တောက်နေတယ်လို့ကျွန်တော်တို့နောက်ဆုံးသိရှိရပါတယ်နော်အဲ့အမျိုးသမီးကိုဒါဆန်းနေနေညနေမှာခေါ်ဆောင်သွားတယ်လို့သိရတယ်နော်အဲ့တော့ညီပြင်မှာတော့သူတို့ကဟိုဝေးပြင်မှာတော့ဟိုလေးပြင်မှာတော့သူတို့ကနော်ပါဝင်တဲ့ man pdf တွေကိုအေးအေးယူမယ်မလုပ်မယ်ဆိုပြီးတော့ပြောနေပြီမဲ့ညီပြင်မှာတော့သက်ဆိုင်သူတွေကို သူတို့စကားကိုခေါ်ဆောင်သွားပြီးတော့နော်တပ်ဖြတ်မှုတွေပဲလုပ်လိုက်ပြီလားဒါမှမဟုတ်ရင်ဘယ်လောက်ထိနှိပ်စက်ခံထားရတာလဲဘယ်လောက်ထိနှိပ်စက်နေလဲနော်ဒါတွေကို NUG နဲ့အပေါင်းပါတဲ့မီဒီယာတွေအနေနဲ့လုံးဝတင်ဆက်ပြသခြင်းမရှိဘူးအဲ့တော့မရှိတဲ့အတွက်အိတ်ကောင်မလေးကအဆက်အသွယ်လုံးဝပြတ်တောက်နေရလို့သိရပါတယ်နော်ဒီနေ့ဒီချိန်ထိလုံးဝအဆက်အသွယ်မရဘူးလို့သိရတယ်နော်သူတို့မိသားစုဝင်တချို့လည်းပါသွားတယ်လို့တော့သိရတယ်နော်အဲ့တော့ဘာဖြစ်ဖြစ်မလဲဆိုတော့ စောင့်ကြည့်ရမှာပေါ့နော်။ဘာဆက်ဖြစ်မလဲဆိုတော့စောင့်ကြည့်ရမယ်။ဒါကတော့မန်ဟိုမန်ပီရီယက်တည်းရဲ့နော်ရုပ်မှရန်ဆိုင်မှုနဲ့ပြည်သူပေါ်ထားတဲ့နော်သူတို့ပြည်သူကာကွယ်ရေးတပ်ပါဆိုခေါင်းစဉ်တက်ပြီးတော့ပြည်သူကိုနှိပ်စက်နေတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ရှင်းပြတာဖြစ်ပါတယ်။နောက်တစ်ခါတော့ဒီတောင်ကြီးတောင်တိုင်းနဲ့ပတ်သက်ပြီးပြောပြမယ်။တောင်ကြီးတောင်တိုင်းကိုကျွန်တော်တို့ဒီစတလပိုင်း29ရက်နေ့ကစပြီးတော့ဒီ12လပိုင်းဟော sorry ဆယ်လပိုင်း29ရက်နေ့ကစပြီးတော့ဒီ17လပိုင်း9ရက်နေ့ထိနော်စီကားတိုင်းမဲ့သွား ကျက်ပသွားမှာဖြစ်ပါတယ်နော်ကျက်ပသွားမှာဖြစ်တဲ့အတွက်လက်ရှိကျွန်တော်တို့နောက်ဆုံးစုံစမ်းသိရှိသလောက်ကတော့ဒါတောင်ကြီးဟိုတယ်ဒီမှာလုံးဝအခန်းလွတ်မရှိတော့ပါဘူးတောင်ကြီးတောင်တိုင်းဝဲအတွက်ကိုဒါကြိုတင်ပြီးတော့သူတို့ဘုကင်းချိတ်ထားတဲ့ဖွဲ့တွေများတယ်လို့သိရပါတယ်နောက်တစ်ခုကဒီဘက်ကဒီအောင်ဘန်းတို့ကလောတို့မှာရှိတဲ့ဟိုတယ်တွေလည်းဒါပြည်နေပြီလို့သိရတယ်နော်ပြည်နေပြီလို့သိရတယ်အဲ့တော့တောင်ကြီးတောင်တိုင်းစီကတိုင်းမဲ့ဆိုကျင်းပါမှာဖြစ်တဲ့အတွက်နော်ရဝေးရနေကမိဘပြည်သူတွေလာရောက်ကြည့်ရှုနိုင်ပါတယ်ဒါတစ်နှစ်မှတစ်ခါ ပျော်ရတဲ့တောင်ကြီးတစောင်တိုင်ကစီကားတိုက်မြတ်စွာကျင်းပမှာဖြစ်တဲ့အတွက်လာရောက်ဖို့လည်းဖိတ်ခေါ်ပါရတယ်။အဲ့တော့29ရက်နေ့ကစတင်ပြီးတော့ကျွန်တော်တို့ဒီဆက်တလပိုင်း9ရက်နေ့ထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါကတော့အချက်ပေါ့။နောက်တစ်ချက်နောက်တစ်ချက်ကတော့ဒီ TL တွေထိန်းချုပ်ထားတဲ့မိုင်းငော့နော်မိုင်းငော့နေရာကိုဒါတက်မတော်ကဒီနေ့ sorry မနေ့က12ရက်နေ့ကဒီလေချောင်းနဲ့ဘုံကျက်တက်ခတ်ရှင်းနေမှုမှာ TL ကျမ်းပတ်တွေနဲ့ကျမ်းပတ်ပီရက်တွေတော်များများကြာဆုံးနေလို့သိရပါတယ်နော် ဒီမှာကြာဆုံးနေဆိုရင်ဟိုကလုံးနေမှာဆိုလို့အသေးဆုံးနဲ့သေးတယ်ပေါ့နော်အသေးဆုံးနဲ့သေသွားတယ်နော်ဒါကိုအထီးလေတော်တော်နာနေတယ်အဲ့တော့တီအလီအနေနဲ့တီဘောကိုဆုတ်ခွာတော့မှဖြစ်တဲ့အတွက်သူတို့ဒီမိုးကုတ်ကိုတချို့နေရာတွေမှာခံစစ်ပြင်ဆင်ခြင်းတွေလုပ်နေရတယ်ရှိတယ်ဒါခံစစ်တွေလည်းကောင်းကောင်းပြုပြင်နေတယ်လို့သိရတယ်နော်တချို့သောခေါင်းပိုင်းတွေကလည်းဒါမိုးကုတ်ကနေပြီးတော့ဆုတ်ခွာထွက်ပြေးွားပြီလို့သိရတယ်အဲ့တော့တီဘောကလည်းမကြခင်ကျွန်တော်အမြဲတမ်းပြောနေကြတိုင်းပဲဒီလမကုံခင်ဒီလမကုံခင်တီဘောမျိုးကနိုင်ငံတော်လက်ထက်ကို ရောက်ပါလိမ့်မယ်ရောက်ပါလိမ့်မယ်တမတော်ရဲ့ထိုးစစ်တွေကအရှုံဟိုအရှိန်ဟုန်ပြင်းစွာနဲ့ထိုးစစ်ဆင်နေတာဖြစ်တဲ့အတွက်မကြခင်တိဘောဒိတာခံပြည်သူတွေပြန်ရပါတော့မယ်နော်နောက်တစ်ခါတော့ဒီဘက်ဒီရခိုင်ဘက်မှာဒါတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီတိုက်ပွဲကိုစပြီးတော့ဥတီနေပြီဖြစ်ပါတယ်နော်ရခိုင်နဲ့ပတ်သက်လို့တော့တမတော်ကဒီရွေးကောက်ပွဲနဲ့ဟိုရွေးကောက်ပွဲထဲမှာပါထားတဲ့ဒါမြို့နယ်၄ခုပေါ့နော်မြို့နယ်၄ခုကိုတမတော်ကဒီရွေးကောက်ပွဲမှာ ပြုလုပ်နိုင်အောင်အထူးဆောင်ရွက်သွားဖို့အာစစ်စင်ရေးတွေအဓိကထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။အဲ့ဒါတော့အန်ခွာတောင်ကုတ်ကြောက်ဖြူနော်အဲ့လင်းမျိုးနယ်ကိုရွေးကောက်ပွဲမှာဒီဟိုဘောရွေးကောက်ခံမျိုးနယ်တွေပါဝင်မှုဒါထည့်သွင်းထားတာဖြစ်တဲ့အတွက်ထိုးစစ်တွေပြန်ဆနေပါပြီနော်။ဒါကတော့အချက်ပေါ့။နောက်တစ်ချက်ကတော့ဒီစစ်တုံးပိုင်းနဲ့ပတ်သက်လို့ဒါတိကျွန်တော်တို့ဒီ MNDA ကုကလက်နက်ကိုင်တွေနဲ့ဟိုချိတ်ဆက်ရတဲ့အချိန်မှာကျွန်တော်တို့တွေမေးကြည့်တဲ့အချိန်မှာတော့ ဒီဆယ်လာပိုင်းဆယ်လာပိုင်းတော့လွတ်ပေးဖို့တော့မရှိဘူးအဲ့တော့သူတို့ငယ်ရွေးကျမ်းမာရေးမကောင်းဘူးကျမ်းမာရေးချင်နေတော်တော်ဆူဆူဝါးဝါးဆင်တော့လွတ်ပေးကောင်းလွတ်ပေးလိမ့်မယ်အဲဒီလိုမှမဟုတ်လို့ရှင်တော့ကျွန်တော်ဆယ်လာပိုင်းကုံတော့မှဒီလွတ်ပေးဖို့အစီအစဉ်ရှိတယ်လို့တော့ကျွန်တော်တို့တွေတင်ရပါတယ်ဒါကတော့စစ်တုံးမှာကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပြတာပါနော်စစ်တုံးမှာနေလေလက်ရှိဟိုမှာအဆင်ပြေပါတယ်အဆင်ပြေတယ်ဆိုတော့စားအတော့နေရထိုင်ရတာတော့အခက်ခဲတော့ရှိတာပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့ လွတ်လပ်နေရတာမှမဟုတ်တာသူတို့ရဲ့ချုံနှောင်ခြင်းတွေခံထားပြီးနေနေရတာဖြစ်တဲ့အတွက်ရာရာတိုင်းကတော့အဆင်ပြေမနေပါဘူးအဆင်ပြေမနေပါဘူးအဲသူတို့ရဲ့ဒီဖုံးဆက်ခွင့်တွေပြုပေးထားတယ်ဒါတချို့သောမိသားစုတွေကတော့ဖုံးဆက်သွေတွေရကြတယ်တချို့သောဒါတမတော်သားဒီရဲဝန်ထမ်းတွေဟိုရဲတွေအနေနဲ့နော်ဒီသူတို့မိသားစုနဲ့ဆက်သွယ်မရသေးတဲ့မိသားစုဦးဝါတွေစစ်တုံးမှန်းနေအများကြီးရှိပါတယ်။ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့လည်းချိတ်ဆက်ရသလောက်တော့လိုက်ပြီးတော့ချိတ်ပေးနေပါတယ်။အဲ့တော့သူတို့ ဟိုမှာတော့နေရထိုင်ရစားတော့အဆင်ပြေတယ်တွေးကွန်းတော့မှတချို့တချို့သောလူတွေကိုတော့တွေးကွန်းပေးတယ်လို့သိရတယ်ဗျနော်တချို့သောတချို့တချို့သောလူတွေကိုတော့တွေးကွန်းပေးတယ်လို့သိရတယ်ဒါလည်းသူတို့သွားတွေးတဲ့လူလည်းသွားတွေးတယ်လို့တော့ကျွန်တော်တို့နောက်ဆုံးသတင်းရပါတယ်နော်စစ်တုံမန်းနေနဲ့ပြန်ချော့မယ်ဆိုလို့ရှိရင်တော့စစ်တုံမန်းနေကဒီဆယ်လာပိုင်းစစ်လာပိုင်းတော့လွတ်ပေးဖို့မရှိဘူး။အဲကျမ်းမာကြီးစိုးစိုးဝါးဝါးဖြစ်တယ်ဆိုတော့လွတ်ပေးကောင်းလွတ်ပေးလိမ့်မယ်။ဒီလိုမှမဟုတ်လို့ရှိရင်တော့စစ်နှလာပိုင်းကုံမှသိရမှာဖြစ်ပါတယ်။အဲတော့ နောက်တစ်ချက်နောက်တစ်ချက်ကတော့ကျွန်တော်ရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့အများအားကျွန်တော်ပြောနေကြတဲ့အတိုင်းပဲအားလုံးပူးပေါင်းပါဝင်มาရမယ်ဒီဟာကဒီအကြံဘက်ပြည်ဖြတ်အုပ်စုတွေအနေနဲ့ကအတူရောက်ရွေးကောက်ပွဲလို့ဘယ်လောက်ပဲပြောနေပြောနေကျွန်တော်မိဘပြည်သူတွေအားလုံးရောနိုင်ငံသူနိုင်ငံသားအားလုံးပူးပေါင်းပါဝင်มาတာတည်းခင်ဗျားတို့မုံတီးနေတဲ့စစ်ဟိုစစ်အာဏာရှင်နော်စစ်အာဏာရှင်အောက်ကလွတ်မြောက်มาဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ခင်ဗျားလက်ရှိအကြံဘက်ပြည်ဖြတ်အုပ်စုမီဒီယာတွေပြောနေတဲ့အတိုင်းအတူရောက်ရွေးကောက်ပွဲကိုဟိုမပါဝင်မှုနော် မဲမပေးဘူးဘာဖို့ပြောနေရတယ်ခင်ဗျားတို့အဲ့လိုဟာတွေကိုနားယောင်ပြီးတော့မဲမပေးဘူးကွာငါတို့ကန့်ကွက်တယ်ကွာငါတို့ရှုတ်ချတယ်ကွာငါတို့မလုပ်ဘူးကွာဆိုတော့လူတွေရှိနေရင်တော့သူတို့ပြောတယ်လို့ပဲခင်ဗျားတို့ဆက်အနာရှင်အောက်ကဘယ်တော့မှလွတ်မြောက်မှာမဟုတ်ခင်ဗျားတို့အကြမ်းဖက်ပြည်ဖြတ်အုပ်စုမီဒီယာတွေပြောတယ်လို့စစ်ဖက်နောက်အောက်ကဘယ်တော့မှဝတ်ကျွတ်မှာမဟုတ်ဝတ်ကျွတ်မှာမဟုတ်အဲ့တော့ဒီရွေးကောက်ပွဲကဒီခင်ဗျားတို့မကြိုက်တဲ့ဆက်အနာရှင်အောက်ကလွတ်မြောက်မှာဖြစ်တယ်ခင်ဗျားတို့မကြိုက်တဲ့ စစ်မှန်အောက်ကလွတ်မြောက်မှာဖြစ်တယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲမှာအလုံးပူပေါင်းပါဝင်မှုလို့တယ်။တော်သူအတွေ့အတူရောက်ရွေးကောက်ပွဲပဲဖြစ်ဖြစ်အစ်စ်ရောက်ရွေးကောက်ပွဲပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲကိုအလုံးပူပေါင်းပါဝင်ခြင်းအားဖြင့်ကျွန်တော်တမရတက်လာမယ်နော်။ပြည်သူကတင်မြောက်တဲ့အစိုးရတက်လာမယ်။အဲ့တော့ပြည်သူကအစိုးရဟိုပြည်သူကတင်မြောက်တဲ့အစိုးရတက်လာရင်အဲ့အစိုးရကဒါပြည်သူနဲ့ထိတွေ့မှုတွေလုပ်မယ်။တက်ကသူ့လို့သူသူလုံးမှာသူ့လို့သူသူလုံးမှာအဲ့တော့ကျွန်တော်ကဒါကိုပူပေါင်းပါဝင်မှုလို့တယ်။လက်ရှိအကြမ်းဖက်ပြည်ဖြတ်မီဒီယာတွေနဲ့အကြမ်းဖက်ပြည်ဖြတ်အုပ်စုတွေအနေနဲ့ကအဲ့တစ်ချက်ကိုကြောက်တာ ဒါကြောင့်မလို့သူတို့အတွေ့အကြုံရွေးကောက်ပွဲဆိုပြီးပြောနေတာဖြစ်တယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်လက်ရှိပြည်သူ့အတွက်တင်မြောက်တဲ့အစိုးရတက်လာပြီဆိုလို့ရှိရင်တမရဆိုတဲ့အုံုံတက်လာပြီဆိုလို့ရှိရင်စစ်တပ်ကသူ့နေရာနဲ့သူသူပြန်သွားမှာသူကကာကွယ်ရေးလမ်းကြောင်းဖြစ်တဲ့အတွက်ကာကွယ်ရေးကိစ္စရပ်တွေကိုသွားမှာဖြစ်တယ်။အဲ့ချိန်ကြလို့ရှိရင်အကြံပတ်တွေကလုံးဝအထိနာမှာဖြစ်တဲ့အတွက်သူတို့အသေးစိုးနဲ့မသေးဖို့အတွက်ကိုခင်ဗျားတို့ပြည်သူကိုချနှင်းနေတာဖြစ်ပါတယ်နော်။အကြံပတ်ဒီအသေးစိုးနဲ့မသေးဖို့အတွက်ကိုခင်ဗျားတို့ပြည်သူတွေကိုချနှင်းနေတာဖြစ်တဲ့အတွက်ဒါကိုခင်ဗျားတို့သိဖို့လိုပြီး တိကျနေတန်ပြီဒါကြောင့်အားလုံးဒီရွေးကောက်ပွဲကိုသူတို့ပြောသလိုပဲအတူရောက်ရွေးကောက်ပွဲပဲဖြစ်ဖြစ်အစ်စ်မှန်ရွေးကောက်ပွဲပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အားလုံးပူးပေါင်းပါဝင်မဲပေးပြီးတော့ကျွန်တော်အရသာအစိုးရကိုတင်ပလိုက်ခမ ्या တို့ရေးရေးတင်ပလိုက်ညာတို့ရေးရေးတင်လိုက်လို့ရှိရင်ခမ ्या တို့မုံတီးပါတယ်ဆိုတဲ့ဆက်ဟာနာရှင်အောက်ကလွတ်မြောက်နိုင်မယ်ခမ ्या တို့မုံတီးပါတယ်ဆိုတဲ့စစ်ဖနာအောက်ကလွတ်မြောက်နိုင်မယ်နော်ဒီလိုမှမဟုတ်ရင်တော့ခမ ्या တို့သူတို့အတုံးနှုံးတိုင်မဲ့ကျွန်းတက်ကရှိနေမှာပဲကျွန်းတက်ကရှိနေမှာပဲအဲ့တော့ ီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအားလုံးပူးပေါင်းပါဝင်မှုလိုတယ်အဲ့တော့ဒီရွေးကောက်ပွဲကိုအားလုံးပူးပေါင်းပါဝင်မှသာလေရင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရထွက်ပေါက်လေရမယ်အကြမ်းဖက်ပြည်ဖြတ်အုပ်စုမီဒီယာတွေအကြမ်းဖက်ပြည်ဖြတ်တွေအနေနဲ့လည်းဟိုရှင်းလင်းတုံ့တမှုအနေနဲ့ကျွန်တော်မြန်မာနိုင်ငံမှာပပျောက်သွားမှာဖြစ်တယ်။ဒါကြောင့်ဒီရွေးကောက်ပွဲကိုအားလုံးပူးပေါင်းပါဝင်မှုတော့ကိုဖိတ်ခေါ်ပါတယ်။ဘယ်ပါတီကိုမဲပေးရမယ်ဆိုတာတော့ကျွန်တော်တို့မပြောပါဘူး။